ပရိသတ်အားပေးများတဲ့အသင်းတွေပြန်လည်နိုင်ပွဲရယူခဲ့ကြတဲ့ပရီးမီးယားလိပွဲစဉ်73 Welcome to my party we're just getting started a life is a dream or a nightmare starring မင်္ဂလာပါဗျကိုခင်းစတာဖုတ်ဘောရှူရနေကျွေးသွားရဲကျွန်တော်ကိုခင်းမှာပရီးမီးယားလိပွဲစဉ်73ရဲ့အဆိုးကောင်းအကျိုးကြောင်းမှန်သမျှကိုကျွန်တော်တို့ပြန်လည်ခန်းစားသုံးသပ်ဆွေးနွေးလိုက်အောင်ခင်ဗျာပရီးမီးယားလိပွဲစဉ်73ပြီးပွဲစဉ်74ကတော့ကျွန်တော်အခုလာမဲ့ဂျိုင်းရဲမှာရှင်ပြိုင်ကစားမှာဖြစ်ပါတယ်ညနေပွဲတွေပါ ကံမဲ့နေ့တွေကတော့အင်ကာတို့ဘူရူညာတို့เนาะဂျာတာရင်းညာတို့မှာရှင်ပြိုင်ကစားမှာပါကျွန်တော်တို့အေးရေးပြအောင်မှာတော့တေးကြတယ်โอเคအဲ့တော့ဒီတစ်ပတ်ရှင်ပြိုင်ကစားတဲ့ပွဲတွေမှာအာမလို့အာမရဖြစ်เสียကောင်းတဲ့ခြေသွမ်းမျိုးတွေတော့တချို့အသင်းကြီးတွေနေနဲ့ရှိခဲ့တယ်ဥပမာပြောရရင်မန်စီးတီးလီးစ်ကိုအသေးအတန်ကစားခဲ့ရတယ်ပြီးမှ3-2နဲ့ကပ်ပြီးအနိုင်ယူခဲ့တယ်မန်ယူနိုက်တက်ထွန်နီတူပဲ ခရစ်စတပယ်လစ်အသင်းကိုဥဆောင်ကိုတကူပေးခဲ့ရတဲ့ဆွတ်ဆောင်ရေးပိုင်းကလည်းအရင်အားရကျင်းနေစရာတော့မကောင်းဘူး။ဒါပေမဲ့နောက်ဆုံးအချိန်မှာနိုင်သွားခဲ့တယ်။လီဗာပူးလည်းထိုနည်းတူပဲတစ်ဖက်ကတယောက်ယော့သွားတဲ့အချိန်မျိုးမှသာလျှင်သူလည်းနှစ်ကိုးသွင်းပြီးတော့နိုင်သွားခဲ့တယ်။ဒါပေမဲ့အိုင်ဘိုးအတွက်ကတော့အဓိကပဲပေါ့နော်။အသင်းတွေအနေနဲ့လိုအပ်တဲ့နိုင်ပွဲတွေကိုရအောင်ပုံဖော်နိုင်ခဲ့တာကဒီလိုမျိုးပွဲချက်ကာလတွေမှာဒါမဆိုးလာတဲ့အချိန်တွေခုလိုပဲပြောရမှာဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော်အစောဆုံးခံခဲ့တဲ့ပွဲက Brentford နဲ့ Burnley ပွဲပေါ့နော်။ဒီပွဲစဉ်မှာ ဘန်လီအနေနဲ့ဘရန်ဖို့ကို3-1ဆိုတဲ့ရလဒ်နဲ့ရှုံးနိုင်သွားခဲ့တယ်။နောက်ထပ်တစ်ပွဲကတော့မန်စီးတီးနဲ့လီးစ်ယူနိုက်တက်အားလင်းဟာလန်ဂိုးမသွင်းရင်မန်စီးတီးဒီတော်တော်လေးယုံကန်ရတယ်ဆိုတာဒီပွဲစဉ်ကတတ်သေးပဲဗျ။ကျွန်တော်ကဟာလန်ကိုသဘောကျပါတယ်။မန်စီးတီးကိုလည်းပုံကူသွဲကင်းကင်းနဲ့ကျွန်တော်သဘောကျတဲ့အချက်တွေရှိတယ်။ဒါပေမဲ့မန်စီးတီးဒီဟာလန်ပေါ်မှာမိခိုနေမှုကိုအနည်းငယ်ရှော့ချတင်တယ်။ဒီပိုင်းကိုလည်းပက်ဂွာဒီယိုလာကိုယ်တိုင်ကပြောမှုပါတယ်။အာလန် ဂိုးသွင်းတာတွေများနေပေမဲ့ကျွန်တော်တို့ဟာလန်ကိုမှီခိုးနိုင်စွမ်း short ချမယ်လို့သူပြောခဲ့ပေမဲ့ဟာလန်ကြောင်ပြောင်းရင်မန်စီးတီးကလည်းနောက်ကလိုက်ပြီးကြောင်ပြောင်းတဲ့ပွဲစဉ်တွေများတယ်ဟာလန်ဂိုးမြူတယ်ဆိုရင်မန်စီးတီးအနေနဲ့ဂိုးမြူတဲ့ပုံတံတန်းတွေဒါကျွန်တော်ထောက်ရှောင်မြင်တွေ့နေရတာတော့တပွဲနှစ်ပွဲမဟုတ်တော့ဘူးပေါ့နော်အဲ့တို့ကြောင့်ဒါတိုက်ဆိုင်မှုတစ်ခုတော့မဟုတ်ဘူးအရင်တော့ကမန်စီးတီးလိုမျိုးပဲဟာလန်မရှိဘဲနဲ့လဲကြိုက်တဲ့အသင်းလားကြိုက်တဲ့နေရာကျုံတို့ဂိုးသွင်းနိုင်တယ်ဆိုတော့ကစားသမားတွေလိုအပ်နေပါတယ် ပက်ဂွာဒီယိုလာဒါကိုအကောင်းဆုံးအဖြေရှာဖို့အတွက်တော့ကျွန်တော်မျှော်လင့်တယ်အကောင်းဆုံးအဖြေရှာမယ်လို့လည်းထင်တယ်အဲ့တော့ Leeds United ဒီပွင့်လင်းပြောရင်တော့အရန်ကောင်းတဲ့အတင်းတင်းမဟုတ်ဘူးသူတို့ရဲ့ကစားသမားတွေကမန်စီးတီးကစားသမားတွေနဲ့ရှင်မယ်ဆိုနှစ်ဆင့်သုံးဆင့်လောက်နေနေတဲ့အခြေအနေမှာရှိတယ်ဒါတော့မှမန်စီးတီးရဲ့နောက်တန်းကစားသမားတွေရဲ့ကစားဖို့လိုအပ်ချက်တချို့ကြောင့်မပေးသင့်တဲ့ဘူတွေပေးလိုက်ရပြီးတော့အသေးအတန်နိုင်ပွဲတစ်ပွဲရရဖို့အတွက်ကြိုးစားကစားခဲ့ရတာပါ ဲ့တော့ကြောင့်ပက်ဂွာဒီယိုလာရဲ့နိုင်ပွဲဒီအဖို့တဲ့နိုင်ပွဲဆိုပေမဲ့ခြေသွမ်းပိုင်းရအရန်အားရစရာတော့မရှိခဲ့ပါဘူးခင်ဗျာကြည့်ကျွန်တော်နောက်ထပ်တစ်ပွဲကဆန်ဒလန်နဲ့ဘုံမပွဲပေါ့နော်ဒီပွဲစဉ်မှာဆန်ဒလန်တို့အနေနဲ့အကောင်းဆုံးခမ်းဘက်နိုင်ခဲ့တယ်လို့ပဲပြောရမှာပါဘုံမောက်ကတူးစီးနဲ့အရင်တိတ်ထားတာဗျအဒလီနဲ့ထာလာအဒမ်စ်တို့ရဲ့ဒွင်းကိုတွေကို9မိနစ်နဲ့15မိနစ်မှာပဲတွေးဝင်ခဲ့တယ်ဆိုပေမဲ့ ါအန်โทလီဖီရဲ့ပနတီသွင်းကိုထရာအိုရေရဲ့သွင်းကိုနောက်ဘရော်ဘီရဲ့သွင်းကိုရင်းတဲ့2-2ဆိုတဲ့ရလဒ်နဲ့ဆန်ဒလန်ကအနိုင်ယူနိုင်ခဲ့ပါတယ်ဒီတစ်ကြောင်တန်းတက်လာတဲ့အသင်းတွေထဲမှာလက်ရှိချိန်ထိအချိန်မရက်တန်သေးတာဆန်ဒလန်အသင်းတစ်သင်းနဲ့ပဲကျန်တော့တယ်လို့ပြောရမှာပါကျန်တဲ့အသင်းတွေကတော့စိတ်ပြည့်စရာကြီးပေါ့နော်ဘန်လီပဲဖြစ်ဖြစ်လီးစ်ပဲဖြစ်ဖြစ်တန်းဆင်းဖို့အတွက်ယာကိုင်းတော့အတော်လေးများပါတယ်โอเคအဲ့တော့ကျွန်တော်နောက်ထပ်ပွဲစဉ်တွေကတော့ညနေပွဲစဉ်တွေဗျာ Everton နဲ့ Newcastle အဒီပွဲစဉ်မှာ Ancient Brand အနေနဲ့ Goodison Park မှာဘလောက်ပဲကောင်းကောင်းတစ်ဖက်က Newcastle ရဲ့ယုံအားတိုးအားကြီးကိုမခံစားနိုင်ခဲ့ဘူးလို့ပဲပြောရမှာပါပွင့်လင်းပြောရင်တော့ဒီလိုပွဲမျိုးတွေက evident အနေနဲ့တခုခုလုတ်ပြနိုင်ခဲ့တဲ့ပွဲမျိုးတွေပါဒါပေမဲ့ Newcastle ကပဲ4-1ဆိုတဲ့ရလဒ်နဲ့အနိုင်ယူနိုင်ခဲ့ပါတယ်နောက်တစ်ပွဲ Tottenham Hotspur နဲ့ Fulham Thomas Frank ဘာလို့မှလဲပေါ့နော် Thomas Frank ရဲ့ Brentford ကပုံစံကတော့ကျွန်တော် Tottenham Hotspur အသင်းမှာမမြင်ခဲ့ရသေးဘူးအဲ့တော့အခုနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်ရလဒ်တွေကိုကြည့်မယ်ဆိုရင်တော်တော်စိတ်ပျက်စရာကောင်းတဲ့ရလဒ်မျိုးတွေဖြစ်တယ် Everton ကိုသူတို့၃ပွဲနိုင်ပြီးတဲ့နောက်ပိုင်းပွဲ9ပွဲပေါ့နော်သူတို့အဲ့9ပွဲမှာတပွဲပဲနိုင်တယ်အပွဲကကိုဘီဟေဂင်ကို၄ခုပြနဲ့နိုင်တဲ့ပွဲပြီးရင်မန်ယူနိုက်တက်နဲ့တူးတူးတည်ကြတယ်ကျန်တဲ့ပွဲတွေမှာတောက်လျှောက်ရှုံးတယ်အထူးသဖြင့်အသင်းကြီးတွေဆိုလုံးဝမရှင်နိုင်ဘူး။သူကလည်းပွဲချက်ကာလရင်ဆိုင်နေရကျွန်တော်လက်ခံပါတယ်။ဒါပေမဲ့ တပွဲတလေတော့တခုလုံးပြခဲ့တယ်ပေါ့နော်အဲ့ပါဒီ Newcastle ကို2-0နဲ့ရှုံးတယ်ဒါ Chelsea ကို1-0 Arsenal ကိုဆိုလဲ4-1 PSG ကိုဆိုလဲ5-3အခုနောက်ဆုံး Fulham ကိုလဲ2-1နဲ့ရှုံးတော့ Tottenham Frank ရဲ့အနာဂတ်တောင်တေချာရေရာလားပေါ့နော်အဲ့လိုမျိုးကတော့ပြန်မေးရမလို့ဖြစ်နေ Sure Tottenham Hotspur ဒီလိုမျိုးရေရှည်ဆက်သွားလို့မရဘူးဒါဆိုရင် Thomas Frank အနေနဲ့ PR တွေကြုံတွေ့လာနိုင်တယ်လက်ရှိအချိန်မှာသူလိုချင်တဲ့ကစားသမားအစုအဖွဲ့ကိုစပါးတဲ့တော်ဝင်ရှိတဲ့သူတွေ မခေါ်ပေးထားနိုင်သေးဘူးဆိုရင်လည်းထိုက်တဲ့လေရောက်တော့ Tottenham Hotspur ရဲ့လူစည်းစုဖွဲ့မှုကမစိုးဘူးလို့ကျွန်တော်ထင်တယ်ဒီရလက်တွေနဲ့ Spur ရဲ့အဆင့်တန်းကတော့တိတ်တော့ကိုက်ညီမှုမရှိလာပါဘူးခင်ဗျာကျွန်တော်နောက်ထပ်တပွဲပေါ့နော် Man United နဲ့ Crystal Palace United အနေနဲ့နိုင်သာနိုင်သွားတယ်ကျွန်တော်အဲ့ပွဲကိုဘလို့ပြီးသွားမှမသိလိုက်ဘူးမနေ့ဟို focus အပြည့်ထားပြီးကြည့်နေရတယ်ပေါ့နော်တိုးတော့တချို့ကစားသမားတွေရဲ့ experience အသေးပေါ်မှာလှုံ့ဆော်နိုင်စွမ်းကတော့ကောင်းတယ်ဗျတကယ်တမ်းသာ Bruno Fernandes လို player မျိုးအဲ့ပွဲမပါကြည့် မလွယ်ဘူးဒါပေမဲ့ finance တို့ကြတော့လဲတယ်ဗျတလားပိုင်းနေရှိတယ်အသေးရဲ့အခြေအနေဒါမကပဲပြိုင်ဘက်အသင်းရဲ့အခြေအနေကိုလည်းသူအကောင်းဆုံးရိတ်စားမိတတ်တဲ့ပလီယာမျိုးပေါ့နော်ဒီတော့ကြောင့်ဘဲချိန်မှာဘာလုပ်မယ်ဆိုတာသူကောင်းတော့နားလေသဘောပေါက်နေတာပဲကျွန်တော်ကဘရူနိုဖာနက်ရှ်ကိုဒီပွဲနဲ့ပတ်သက်ပြီးတော်တော်သဘောကျတယ်ဘရူနိုဖာနက်ရှ်ယူပေးတဲ့နိုင်ပွဲတစ်ပွဲလို့ပဲညှိုးဆို့ကြတယ်ကဲ နောက်ထပ်ပွဲစဉ်ကတော့ Aston Villa နဲ့ Wolf Wolf ကလည်းတော်တော်ချတယ်ဗျအခု Premier League ပွဲစဉ်73ပွဲကစားပြီးတော့နိုင်ပွဲလုံးဝမရသေးတဲ့အတင်က Wolf ပဲအဲ Wolf တန်းဆင်းလိုက်တာပဲကောင်းပါတယ် Wolf ကနီးပြနှစ်ယောက်လည်းပြောင်းသွားပြီ Pereira ဆာအခု Rob Edwards ဝင်လာတယ် Rob Edwards ကလည်းကျွန်တော်ကသဘောကျခဲ့မှုတယ်ဗျ Rob Edwards ကိုဒါပေမဲ့အခုတတိတော့ထင်သလောက်ထိမကောင်းသေးပါဘူးထင်သလောက်လည်းလုံးမပြထားနိုင်သေးပါဘူးနောက်တစ်ပွဲကတော့ Northern Forest နဲ့ bright တယ်ငါသမီးလေးတော်လာတော်လာဆိုပြီးတော့ရောင်းမမင်းစီထွက်တာကရှောင်းတိုင်းရှိလို့ပဲပြောရမှာပါ liverpool ကိုဂိုးပြတ်အနိုင်ရပြီးဘာညာဆိုတော့အိမ်ကွင်းမှာ brighton ကိုတော့တခုလုံးပြရီပေါ့လေတိုးတော့ brighton ကနှစ်ဂိုးပြတ်နဲ့အနိုင်ရခဲ့ပါတယ် watson နဲ့ liverpool ပွဲမှာ liverpool ကအသေးအတန်ကစားခဲ့ရတာပါတကယ်တော့ watson အတူတူတန်တန်နဲ့ liverpool အကောင်းဆုံးပြန်လဲဖိအားပေးနိုင်ခဲ့ပေမဲ့တယောက်ယောက်အခြေအနေမျိုးကနေကျွန်တော် watson အသင်းဒီ liverpool အသင်းကို2-1ဆိုတဲ့ရလဒ်နဲ့ရှုံးနေခဲ့ပါတယ် ဒါမဲ့လည်းအနီကက်မတိုင်ခင်ကတည်းကလီဗာပူးကတော့ twin goal တကူ twin ပြီးသားပေါ့နော်ပြီးတော့မိနစ်90မှာကိုရီကပူးရဲ့အကောင်းဆုံး first touch ကနေတစင်နောက်ထပ် goal တကူရရှိရင်းနဲ့အဖိုးတန်နိုင်ပွဲတစ်ပွဲရခဲ့ပါတယ်အဲ့တော့ဒီအဖိုးတန်နိုင်ပွဲကအာနာစတော့အနေနဲ့ဖိအားတွေရွှန်နေသွားစေမယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျနောက်ဆုံးပွဲကတော့လန်ဒန်ဒါဘီပါ ထူးတလဲတော့ပြောစရာမရှိပါဘူးလန်ဒါပြီးကထင်သားတလားတော့ကြည့်မကောင်းခဲ့ဘူးပေါ့နော်အဲ့လိုကြည့်မကောင်းအဓိကပွဲဖြတ်သွားတဲ့သူကတော့ Moises Skye တို့ပါဒါပေမဲ့တယောက်ယောက်အခြေအနေကနေကျွန်တော်တို့ခံစားလိုက်ရတာ Chelsea ကစားသမားတွေရဲ့အနိုင်မခံအရှုံးမပေးတဲ့စိတ်တက်တဲ့ခံယူချက်ပိုင်းကိုခံစားခဲ့ရပါတယ်အဲ့ဒီအပိုင်းလေးကတော့တော်တော်လေးမိုက်ပါတယ်ခင်ဗျကျွန်တော်ညီကိုတွေက Premier League ပွဲစဉ်73နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမှတ်ချက်တွေပေးခြင်းတယ်လဲ comment မှာဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါတယ်ခင်ဗျာ